မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်မှာစာတင်ကျောင်းတစ်ခုကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံချဲချမှုကြောင့်ကျောင်းသားကျောင်းသူ19ဦးသေဆုံးမှုနဲ့လေကျောင်းတိုက်ခိုက်မှုတွေကြောင့်ရခိုင်ပြည်သူများသေဆုံးမှုတွေအထက်အကြမ်းဖက်ဆက်တက်ကိုပြင်းထန်စွာလက်တုံ့ပြန်သွားမယ်လို့ အရခတတ်တော် AA ကထုတ်ပြန်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချမ်းမတ်စစ်တပ်ကဆေရှုံးမှုများနဲ့နယ်မြေဆုံးရှုံးမှုများကိုတရဲဘောကြောင့်ပြီးတော့ဂုံတိတ်ခါမဲစွာလက်တုံပြန်တဲ့အနေနဲ့စစ်ဘက်ပြက်မှတ်များထက်အရဘက်ပြက်မှတ်များကိုသာအညိုကြီးစွာနဲ့လူမျိုးရေးအမုန်းတရားကိုအခြေခံပြီးတော့လေချောင်းကနေဘုံကျဲမှုများတောက်လျှောက်ပြုတ်လုလာတယ်လို့သိရပါဗျ။စက်တမလာ၁၂ရက်နေ့ညတကောင်းရံအချိန်တနအိ9မိနစ်မှာကြောက်တော်မျိုးတရက်တပင်ချေးရွာမှာရှိတဲ့ပညာပန်းကင်းနဲ့ ်အမြင့်အစ်စာတင်ကြောင်းတို့ကိုတိုက်လေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်အဲ့ဒီဘုံနှလုံးဟာပညာပန်းကင်းကိုပိုင်အထက်တန်းစာတင်ကြောင်းရဲ့ရှေ့တဲ့တွေကိုကြောက်ရောက်ပောက်ကွဲပြီးတော့ကျောင်းသားကျောင်းသူ19ဦးရှေ့စဉ်နောက်စဉ်တည်ဆုံသွားခဲ့ကြောင်းသိရပြီးဒဏ်ရာရရှိသူ22ဦးရှိတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ခွေးတပ်က2025ခုနှစ်အတွင်း၄ကျောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်ခဲ့ရာဇန်နဝါရီလ10ရက်နေ့မှာရမ်းမြဲမြို့နယ်ကြောက်နေမော်ကြီးရွာကိုလေရင်နဲ့ဘုံကျဲချမှုကြောင့် ပြည်သူ26ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဇန်နဝါရီလ17ရက်နေ့ကမြောက်ဦးမြို့နယ်ရမ်းချောင်းရွာအနီးတစ်ဝိုက်ကိုလေရင်နဲ့ဘုံကျဲချခဲ့ရာကလေးနဲ့အမျိုးသမီးစုစုပေါင်း28ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။မေလ17ရက်နေ့ကရသေးတောင်မြို့နယ်ထွန်းရွေရွာဟောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချတဲ့အတွက်ပြည်သူ12ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။မေလ14ရက်နေ့နဲ့15ရက်နေ့တွေမှာကြောက်တော်မြို့ရွာမရက်ကွက်ကိုလေရင်နဲ့ဘုံကျဲချတဲ့အတွက် ပြည်သူရှင်းဦးတည်ဆုံခဲ့ရတယ်လို့သိရပါတယ်။ဩဂတ်လ25ရက်နေ့မှာမြောက်ဦးမြို့ဒိုင်းကြီးရက်ွက်ကိုလေရင်နဲ့ဘုံချဲချတဲ့အတွာပြည်သူ25ဦးတည်ဆုံခဲ့ဘူးတယ်လို့သိရပါတယ်။နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့အချက်မှစစ်တပ်ရဲ့အခုလိုမျိုးနေ့စဉ်ရက်ဆက်စစ်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်နေမှုများကိုလက်ပိုက်ကြည့်မနေဘဲထိရောက်အားပါတဲ့အရေးယူမှုများလှုပ်ဆောင်ရန်အထူးလိုအပ်တယ်လို့ပြောဆိုလိုက်ပါတယ်။အေးအေးအနေနဲ့အချက်မှစစ်တပ်ရဲ့အခုလိုမျိုးလူမဆန်နဲ့ရုံမှပတ်ဆက်အောက်တန်းကြတဲ့လုပ်ရများ စစ်ရာဇဝတ်မှုကျူးလွန်သောအချက်အလက်များကိုသက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံကိုပေးပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အေအေအနေနဲ့တရားမျှတမှုကိုချစ်ခင်မြန်လို့တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းများနဲ့ပူးပေါင်းကတရားမျှတမှုရရှိတဲ့အထိဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြည်မှုကျူးလွန်သူကျူးလွန်ရန်စိတ်ခိုင်းသူများနဲ့ပါဝင်ပတ်သက်သူများကိုပြင်းထန်စွာလက်တုံ့ပြန်သွားမယ်လို့အေအေဘက်ကထုတ်ပြန်ကြေညာလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝဲခရိုင်တေအချောင်းမြို့နယ်ရန်တောင်ရွာနဲ့တင်းကျွန်းရွာမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ခွေးများကိုတိုက်ခိုက်ခဲ့ရာအရာခံဗိုလ်တအုပ်အပါအဝင်စစ်ခွေး၅កောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလ9ရက်နေ့ညနေ4:20မိနစ်ခန့်မှာတေအချောင်းမြို့နယ်ရန်တောင်ရွာနဲ့တင်းကျွန်းရွာမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့ခမရ405တပ်ရင်းမှုစိုင်းဝနာထင်းနဲ့တပည့်ဖြစ်သူဗိုလ်တအုပ်အပါ ါအဝင်စစ်ခွေးနှစ်ဦးတို့ဟာ Honda Fit ကားနဲ့တရချောင်းဘက်ကိုဆင်းလာတဲ့အချိန်တော်လိုင်းရဲတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာအရာခံဗိုလ်တဦးတေဆုံးသွားတယ်လို့သိရပါတယ်။အဲဒီနောက်စက်တဘာလ9ရက်နေ့ညနေ4:25မိနစ်ခန့်မှာပြည်သူတွေရဲ့နေအိမ်များကိုမိရှို့ပြီးတော့ တရနှခွရွာဘက်ကိုခြေချင်းဆင်းလာတဲ့အချက်ဘက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကထပ်မံတိုက်ခိုက်ခဲ့ရာစစ်ခွေးလေးကောင်တေဆုံးပြီးတော့ခြေပြက်လက်ပြက်တအုပ်အပါအဝင်နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဒေါင်းကြီးနောင်စစ်ကြောင်းတပ်ခွဲတဲ့နဲ့ KNL တရင်စစ်နှစ်တပ်ခွဲတဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ညနေ9:45မိနစ်ခန့်မှာခွာစစ်ဆင်ခဲ့တယ်လို့ဒေါင်းကြီးနောင်စစ်ကြောင်းထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာပူရီခရိုင်မှာထိုင်းနိုင်ငံအတွင်းကိုရေလန်းကနေပြီးတော့တရားမဝင်ဝင်ရောက်ရင်းနဲ့ရေနှိပ်ပြီးတိုက်ဆုံခဲ့ရတယ်။မြန်မာနိုင်ငံသား၃ဦးရဲ့ရုပ်အလောင်းတွေကိုတွဲရှိခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ12ရက်နေ့မနက်7:35မိနစ်အချိန်မှာထိုင်းနိုင်ငံကန်ချနာပူရီခရိုင်ဝါဂျီယာလောင်ကုန်းရေလောင်ကန်မှာတရားမဝင်ရွှေ့ပြောင်းမြန်မာနိုင်ငံသား၃ဦးရဲ့ ုတ်ပွနေတဲ့ရုပ်အလောင်းများကိုတွေ့ရှိခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီရုပ်အလောင်းများဟာစက်တမလ9ရက်နေ့ညပိုင်းမှာထိုင်းနိုင်ငံအတွင်းကိုတရားမဝင်လှေနဲ့ဝင်ရောက်လာတဲ့ရွှေပြောင်းမြန်မာနိုင်ငံသား22ဦးပါတဲ့လှေဟာတင်းငုံနဲ့တိုက်မိရာကနေမြန်မာနိုင်ငံသား3ဦးရေထဲကိုပြုတ်ကျတိတ်ဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြမရွှေပြောင်းအလုံသမား၃ဦးရဲ့ရုပ်အလောင်းများဟာအမျိုးသား၂ဦးနဲ့အမျိုးသမီး၃ဦးတို့ဖြစ်ပြီးတော့ယင်ခွဲဆစ်ဆဲမှုများလှုပ်ဆောင်ရန်စံခလာဘူရီဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ အဲ့ဒီရေလမ်းကြောင်းကနေတစဉ်ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်မြန်မာနိုင်ငံသားများဝင်ရောက်လာလေးရှိတယ်လို့သိရပါတယ်မြန်မာနိုင်ငံဖျားတုံးစုဘက်ကကန်ချနာပူရီအတွင်းကိုဝင်ရောက်ရမှာအဲ့ဒီရေလမ်းကြောင်းကိုအသုံးပြုရတယ်လို့ပြောပါတယ်လက်တလုံးရေထဲပြုတ်ကြပြီးတော့တိတ်ဆုံးခဲ့တဲ့မြန်မာနိုင်ငံသား၃ဦးရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အသေးစိတ်အခြေအနေများကိုစံခလာဘူရီရဲစခန်းကစုံစမ်းစစ်ဆေးမှုများပြုလုပ်နေစေဖြစ်ကြောင်းတင်ပြရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမင်းအောင်မြို့နယ်တိရက်ကွက်ကစပိန်ခိုးတဲ့တခိုးကိုရက်ကွက်ရုံးကဖမ်းဆီးပြီးတော့စစ်တပ်ထံကိုအံ့နာလိုက်ပြီးတော့စစ်မှုထမ်းနဲ့ပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ12ရက်နေ့မွန်လွယ်3နိုင်ကန်ကဇေယျမုံအင်ယာရဲ့နောက်ဘက်ချမ်းမှာစပိန်ခိုးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ကောင်လေးကအသက်မကြီးသေးဘူးအလွန်ဆုံးရှိ30ဆုံးဆုံးပဲ။သူနဲ့အတူ၄-၅နှစ်တောင်လောက်ရှိတဲ့ကလေးလေးပါလာတယ် အကုန်လုံးကဝိုင်းရိုက်ကြတော့ကလေးကတားရဲ့အဖေကိုမလုပ်ပါနဲ့ဆိုပြီးတော့ငိုတယ်တော်တော်လေးကိုစိတ်မကောင်းစရာမြင်ကွင်းပဲလူတွေကအကုန်ငတ်ပြတ်နေကြပြီလေလို့မြင်တွေ့ခဲ့ရတဲ့သူကပြန်လဲပြောပြထားပါတယ်ဖန်းစည်းခံရသူကိုရက်ကွက်ရုံးကအဲ့ဒီနေ့ညနေပိုင်းမှာပဲမယန်းကုန်းနဲ့လိုင်မြို့နယ်ကြားမှာရှိတဲ့စစ်တပ်တပ်ထင်းရုံးကိုပို့လိုက်တယ်လို့ရက်ကွက်ရုံးနဲ့နှိစက်တဲ့သူတွေကပြန်လဲပြောပြအတိပြုထားပါတယ်စစ်ဘုတ်တန်းအဖြစ်နဲ့ပါသွားပြီလေ။သူနဲ့အတူပါလာတဲ့ကလေးကိုတော့လာယူဖို့ချိန်ထားတယ်လို့ကြားတယ်။ လိုင်းသားဘက်ကလို့တော့ကြားထားတာပဲလို့မယန်းကုန်တရက်ကရက်ွက်ယုံတာဝန်ခံနဲ့နီးဆက်သူဆွေမျိုးတို့ကပြောပြထားပါဗျ။အခုနောက်ပိုင်းမှာခိုးဆိုးလူနိုင်တဲ့သူတွေကိုဖမ်းမိရင်စစ်တပ်ထဲကိုပို့မယ်ဆိုတဲ့ညွှန်ကြားမှုတွေလည်းရှိနေတယ်လို့သိရပါဗျ။ဒီကောင်လေးကဘာမှအသုံးမဝင်ဘူး။အတိုင်းဝိုင်းရှုပ်တယ်။တပ်ထဲမှာတေးသေးရှင်းရှင်းပို့ရမယ်ကိစ္စကကောင်းတယ်။ စစ်တပ်ကအခုလိုခေါ်နေတာကိုလည်းသဘောတူတယ်လို့အင်းစိန်မြို့နယ်အုပ်ချုပ်ရေးပိုင်းမှာဆောင်ရွက်နေသူတို့ကပြောပါတယ်။ရန်ကုန်မြို့မှာမရန်ကုန်မြို့နယ်ကစစ်ကောင်စီတပ်ဖွဲ့စည်းပေးထားတဲ့ပြူစောထီးတွေအများအပြားရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။2023ခုနှစ်ကအသက်ခံရတဲ့လူမိုက်ကျော်ဝင်းစိန်ရဲ့ညီဖြစ်သူကျင်ဟုတ်ကမရန်ကုန်မြို့နယ်ဘရင်တော်ပွဲရုံမှာလောင်းကစားရုံဖွင့်လှစ်ထားနိုင်တယ်လို့သိရပါတယ်။စစ်တပ်အာဏာသိမ်းတာလေးနဲ့ကျော်လာတဲ့အချိန်မှာစစ်ကောင်စီရဲ့ဖိနှိပ်မှုတွေပြည်သူတွေရဲ့အချက်တွေ့အောင်လုပ်တဲ့မူဝါဒတွေပြည်ပရင်းနှီးမြှုပ်နှံမှုကြာစင်းတာတွေ ကုံသွဲရေးတွေကြာဆင်းတာစစ်တပ်ကလူငယ်တွေကိုအတင်းအဓမ္မစစ်သားစုဆောင်းပြီးတော့စစ်တိုက်ခိုင်းတာလူငယ်တွေနိုင်ငံတွေကနေပြီးတော့ထွက်ပြေးနေရတာနိုင်ငံတော်မှာတိုက်ပွဲတွေဖြစ်ပွားတာလက်စားမှုတွေကြီးထွားလာတာမှုကင်းတွေထူပြောပြီးတော့တရားဥပဒေစိုးမုံမှုမရှိတာစတာတွေကြောင့်နိုင်ငံရဲ့စီးပွားရေးဇက်တိုက်ကိုကြာဆင်းနေတယ်လို့သိရပါတယ်။ငွေကြေးဖောင်းပွမှုက2021ခါထက်စရရင်လေးစားပုံပုံဖောင်းပွလာပြီးတော့နိုင်ငံတော်အလုံးမှာပြည်သူ၃ဦးဟာတအူးကဝဝလင်းလင်းမစားရပဲ ဆာလောင်မုတ်သိမ်းမှုတွေကိုကြုံနေရတယ်လို့ WFP ကမကြသေးမီကထုတ်ပြန်ထားပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာဘာသာရေးပူဇော်ပွဲပျော်ပွဲရွှင်ပွဲတွေနဲ့ပြည့်နှံ့နေပြီးတော့အဘဘုံမင်းကောင်အမအများနန်းတွေနဲ့တိုင်နှန်းရှင်တွေပေါ်များပြီးကမ္ဘာပေါ်မှာဆင်းရဲပြီးတော့ဆာလောင်မုတ်သိမ်းမှုရင်ဆိုင်နေရသူအများဆုံး၅နိုင်ငံမြောက်ဖြစ်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ဂေါ်ဝင်ရက်ကွာအေယာထွန်းစေးကိုလာရောက်ပြီးတော့ကုန်စည်ဖြန့်ဖြူးနေတဲ့ Vivo စားတောက်ကုန်ကုမ္ပဏီကအသက်29နှစ်အရွယ်မောင်ကျော်မျိုးသူဟာစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲခံရပြီးတဲ့နောက်ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ10ရက်နေ့မနက်10:00နာရီခန့်အချိန်မှာမန္တလေးမြို့ကျွဲဆိုင်ကရက်ကွာတက်လမ်းမှာရှိတဲ့ Vivo စားတောက်ကုန်ကုမ္ပဏီမှာအလုပ်လုပ်ကိုင်နေတဲ့အသက်29နှစ်အရွယ်မောင်ကျော်မျိုးသူဟာ ဂောဝေရက်ကွာအေယာထွန်းစည်းကိုကုမ္ပဏီကခန်းစီတဲ့အလုပ်ကိုတွားရောက်ပြီးတော့လုတ်ကင်နေတဲ့အချိန်ပေါ်တာဆွဲဖမ်းဆီးခံရတာပျောက်ဆုံးသွားပြီးတော့ယနေ့အထိအဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။ဘာအဆက်အသွယ်မှလည်းအခုတည်းအထိမရသေးတော့အခုချိန်ထိပျောက်နေတော့မှာပဲဒီနေ့ဆိုရင်နှစ်ရက်တောင်ရှိသွားပါပြီ။အဲ့ဒီအေယာထွန်းကနေပြီးတော့တွားမယ်ဆိုပြီးတော့အေယာထွန်းနားမှာနေပျောက်သွားတယ်လို့ပြောတယ်လို့မိသားစုဝင်တအုပ်ကပြန်လည်ဖြေကြားထားပါတယ်။အလားတူပဲရန်ကုန်မြို့မင်္ဂလာတုံးတင်ကန်းကျွန်းကြီးရက်ကွက်နဲ့ပလဲမြို့တိရက်ကွက်တွေမှာ လူငယ်လေးဦးပေါ်တာဆွဲဖမ်းဆီးခံရပြီးတဲ့နောက်ပျောက်ဆုံးနေကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။စက်တင်ဘာလ10ရက်နေ့ည9:30မိနစ်ခန့်ကမင်္ဂလာရုံမြို့နယ်တင်ငန်းညွန့်ကြီးရက်ကွက်မှာနေထိုင်သူအသက်22နှစ်အရွယ် မောင်ပြေဆောင်ဦးဟာရန်ကုန်စင်းုံကြီးကိုတွားဖို့အတွက်ကားငါစီးတဲ့အချိန်မှာပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီးတော့ပျောက်ဆုံးသွားတယ်လို့သိရပါဗျ။အခုချိန်ထိအဆက်အသွယ်မရသေးဘူး။သူကရန်ကုန်စင်းုံကြီးကိုကားငါတာ9နာရီ10မိနစ်လောက်ပဲရှိသေးတယ်။ကားပေါ်မှာလူ3ယောက်ပါလာတာမသိလိုက်ဘူးထင်တယ်။ကားပေါ်ရောက်မှစာလှမ်းပို့တာ။ကားပေါ်မှာယောက်ျားလေး3ယောက်ပါတယ်။နည်းနည်းတော့လန့်တယ်ဆိုပြီးတော့စာပို့ပြီးတော့ဖုန်းချက်ချင်းပြန်ဆက်တဲ့အချိန်မှာဖုန်းချပစ်လိုက်တယ်။ပြီးတော့ဆက်ပိတ်သွားတယ်။ အဲ့ဒီနေ့ကနေအခုချိန်ထိဘာသတင်းအစနာမှမရတော့ဘူးမနေ့ကတော့ပတ်စံတောင်းတဲ့သူတွေတော့ဖုန်းဆက်လာတယ်ဘလို့ဆက်လဲဆိုတော့လူပြန်ပေးမယ်တဲ့ဆေးဆေးရမယ် ်ပတ်စံ၅သိန်းအရင်လွဲဆိုပြီးတော့ဆက်လာတာပါအဲ့ဒီလိုဆက်တဲ့သူတို့ကိုလိုက်လံစုံစမ်းရတဲ့လောက်တော့ line ပေါ်မှာဖုန်းနံပါတ်တွေတင်တဲ့အတွက်ကြောင့်ဂျားတွေကလိန်တဲ့လူကဖုန်းဆက်တာလို့သိရပါတယ်ဘာမှလည်းတိတိကျကျမဟုတ်ဘူးလူကိုပြဆိုတော့လည်းမပြနိုင်ဘူးပတ်စံရှိတဲ့အတိုင်းဝိုင်းတွေကတော့မဟုတ်ပါဘူးလူဘာမှမဖြစ်ဘဲနဲ့ပတ်စံနဲ့ပြန်ရွေးရမယ်ဆိုရင်လည်းရွေးရမှာပေါ့ဘယ်တတ်နိုင်မလဲကို့လူကအရေးကြီးတာကိုဖမ်းတဲ့သူတွေအနေနဲ့လူကိုတော့ဘာမှအန္တရာယ်မပြုပါနဲ့လို့ပဲတောင်းဆိုချင်ပါတယ်အကြောင်းမကြားမဲနဲ့ဆက်တက်ထဲပို့လိုက်တယ်ဆိုရင်လည်းလိုက်ရတာမလွယ်တော့ပြန်ဘူး ပြီးတော့သူကရန်ကုန်မှာအလုပ်လာလို့တော့ပါသူ့မိဘတွေကတောင်ကြီးမှာဆိုတော့အရန်ကိုအလန့်ဝေးတယ်လို့မောင်ပြေဆောင်ဦးရဲ့မိသားစုဝင်တို့ကပြန်လည်ပြောပြထားပါတယ်ဒါအပြင်စက်တမလ10ရက်နေ့ကပဲမင်္ဂလာရုံမြို့နယ်ပလဲမြို့တင်မှာလဲလူငယ်နှစ်ဦးပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်မနေ့ကစက်တမလ17ရက်နေ့နေ့လယ်ပိုင်းကတင်ကန်းကျွန်းကြီးရက်ကွက်အတွင်းမုတ်ဒီလိုက်ပို့နေတဲ့အမျိုးသားတအူးကိုပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့ယခုအချိန်ထိအဆက်အသွယ်မရဘဲနဲ့ပျောက်ဆုံးနေတယ်လို့ဒေသခံပြည်သူများထံကသိရပါတယ် ်အခုဒီဘက်တွေမှာကအဲ့ဒီလိုမျိုးအဖြစ်များနေတယ် လမ်းထဲမှာမုတ်တီပုတ်တဲ့အကိုဆိုရင်မနေ့ကနေကင်းဘက်ကြီးကိုပါသွားတာအခုချိန်လေးအဆက်အသွယ်မရသေးဘူးရန်ကုန်မှာပေါ်တာဆွဲတာတွေအများများလာတယ်မင်္ဂလာတုံးပလဲဘက်ချမ်းမှာလဲစက်တင်ဘာလ10ရက်နေ့ညပိုင်းလောက်ကနှစ်ယောက်ထပ်ဆွဲသွားတယ်လို့ပြောတယ်ကလက်တက်ပြီးတော့ဆင်းရှူနေတဲ့ပောက်လုတ်ပဲစားအလီနတ်တော့အောက်တန်းစားတွေကိုကြတော့စစ်ထဲမထည့်ဘဲနဲ့တကယ်ကိုအလုံလုံနေကြတဲ့အောက်ခြေလူတန်းစားတွေကိုကြတော့နေတိုင်းလိုလိုပေါ်တာဆွဲနေပါတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်အချမ်းမဆက်တက်ကအခုလအတွင်းမှာဖွင့်လှစ်မယ်စစ်မှုထမ်းအပတ်စဉ်18အတွက်နိုင်ငံတော် 龙岩庙步，宝塔山畔寻古庙，刀削皮包辣椒，端一碗西瓜来喝庙。 နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်နယ်ဖရူဇုံမြို့အခြေဆိုင်ခမရ၄နှစ်ရှစ်တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့တဦးဟာတနက်နှက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ၂ရက်နေ့မနက်၃နာရီခန့်မှာဖရူဇုံမြို့အခြေဆိုင်ခမရ၄နှစ်ရှစ်တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့တဦးဟာတနက်နှက်လက်ယူဆောင်လာပြီးတော့ကရင်နီအာမေ BA5 ထံကိုအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။အခုလိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့တဦးဟာ ား MA1 တနက်တလဲ MA3 တနက်တလဲကြီပေါင်း၅ခုလက်ပြဘုံတလုံးကြီနေရ90ထောင်းတို့ကိုယူဆောင်လာတယ်လို့သိရပါတယ်အလင်းဝင်လာတဲ့သူက သူ့ဘာသာသူထွက်လာတာပါဒီဘက်ရောက်မှကျွန်တော်တို့နဲ့စုံတာသူကဘဲတက်ကလဲဆိုတော့ခမရ၄နှစ်ရှိကပါစက်တမလာ၂ရက်နေ့မနေ့၃နိုင်ကနေထွက်ပြေးလာတာပါအလင်းဝင်လာတဲ့သူကစစ်မှုရန်တင်တဲ့အပတ်စဉ်73ကိုကျိုင်းတောင်းမှာတက်ရောက်ခဲ့ရတယ်လို့ပြောပါတယ် သူကမကွေးတိုင်းဆလင်းမြို့နယ်ကဖြစ်ပြီးတော့6ကနေရန်ကုန်သွားတဲ့လမ်းမှာပေါ်တာဆွဲခံရတယ်လို့ပြောတယ်အလင်းဝင်လာတဲ့သူကိုဂုံပြုစုချင်းမြန်ပေးဖို့ရှိပါတယ်တချို့ကိုပေးထားပြီးတော့အထက်ကိုရောက်သွားရင်ထပ်ပြီးချင်းမြန်ပေးမယ်လို့ပြောတယ်လို့ကရင်နီအာမီ BA5 ကတာဝန်ရှိသူကရှင်းပြထားပါတယ်ကရင်နီတက်မတော့ ဂရင်းဒီအာမေ BA5 အနေနဲ့အကြမ်းဖက်စစ်တပ်ဘက်ကနေအလင်းဝင်လာတဲ့ပြည်သူရင်ခွင်ကိုခိုးလုံခြင်းနဲ့စစ်သားများနဲ့ရဲများကိုကြိုးစုဖိတ်ခေါ်ပြီးလက်နက်ခဲယမ်းများကိုယူဆောင်လာပါကလည်းထိုက်ထိုက်တန်တန်စုချင်းမြက်ပေးသွားမှာဖြစ်တယ်လို့အဲ့ဒီတိုက်ရင်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကခင်းဝေးပြီးတော့အချက်ပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ